အားလုံးပဲမင်္ဂလာပါဗျ Master 0 Channel ကိုကြိုဆိုပါရစေဗျဒီနေ့မှာပြောပြခြင်းတဲ့အကြောင်းအရာလေးကမိတ်ဆွေတို့ဘာကြောင့်စိတ်တဲ့ကြာနေတယ်လဲပြောညံ့နေတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှာဖြစ်ပါတယ်စိတ်တဲ့ပြောညံ့သူနဲ့စိတ်တဲ့ကြမ်းခိုင်သူတွေရဲ့အဓိကကွာခြားချက်ကလောကဓာတ်စိန်ခေါ်မှုတွေပေါ်ထားရှိတဲ့ခံယူချက်တုံ့ပြန်ပုံတွေပဲဖြစ်ပါတယ်အဲအစာပိုင်းမှာမတိမတာလေးကွာခြားပေမဲ့အချိန်လေးကြာလာတဲ့အမြပြောညံ့သူနဲ့ကြမ်းခိုင်သူတို့ဟာများစွာကွာဟသွားတာတွေ့ရပါတယ် စိတ်တက်ကြံ့ခိုင်သူတွေရဲ့ခံယူချက်တုတ်ပြန်ပုံတွေကိုလေ့လာဖို့အချက်၁၂ချက်ပဲရှိပါတယ်။နံပါတ်၁ကဘဝရဲ့သဘောတဘောကိုနားလည်ပါ။ဘဝကိုမာရသန်တစ်ခုလိုမြင်ကြည့်ပါ။ရည်ရည်သွားမယ့်ခီးတစ်ခုလိုသဘောထားလိုက်ပါဗျာ။ဘယ်အရာကိုမှပြာခတ်နေကြမလို့ဘယ်အရာပဲဖြစ်နှိမ့်စင်တဲ့အမြအရှိန်မေးလေ့လာမှဆိုရင်ကျွမ်းကျင်တဲ့အစဉ်တစ်ခုရောက်လာမှာဖြစ်ပါတယ်။လူမှုဆက်ဆံရေးပညာတွေလေ့လာမလား။နှိမ့်စင်တဲ့နိုင်ယူအခန့်အချိန်ပေးပြီးတော့လူမှုဆက်ဆံရေးစာပေတွေဖတ်မလား။မှတ်မလား။ချက်ချင်းလည်းငင်ကျင်တော့မလား။ ၃နှစ်ကြာတာကျိန်းသေးတယ်။တင်ဟာလူမှုဆက်ဆံရေးအထူးကျွမ်းကျင်တဲ့ဖြစ်ကိုဖြစ်လာပါလိမ့်မယ်။ရောမမြေကြီးကိုတရားထိုင်တိဆောက်ခဲ့တာမဟုတ်သလိုတင်းရဲ့ကြက်ခိုင်တဲ့စိတ်တက်ကိုနှိမ့်ညချင်းတိဆောက်ရမှာလည်းမဟုတ်ပါဘူး။အရှိန်ယူပါအထူးစိတ်ရှိပါ။ရည်ရှင်မှအများနောက်လိုက်တဲ့ဘဝကိုမရောက်ဖို့ဆိုစိတ်တက်ကြန့်ခိုင်ဖို့လိုအပ်ပါတယ်။ကိုယ်နှလုံးသားကပြောတဲ့လမ်းကို၆မှသာစိတ်တက်ကြန့်ခိုင်လွယ်ကူလာမှာဖြစ်ပါတယ်။ကိုယ်ပဲကိုဥရိယာကိုတွားနေတယ်လေ။ကိုယ်ဘာလုပ်နေတယ်လေ။ကိုယ်တိုင်သိမှသာစိတ်တက်ကြန့်ခိုင်သူဖြစ်လာမှာဖြစ်ပါတယ်။ ်အခုဘဝကိုကိုယ်တိုင်ဥဆောင်မောင်းနေနိုင်မှသာမိမိကိုယ်ကိုမိမိယုံကြည်လာတာကြောင့်စိတ်ထက်ကြံ့ခိုင်လာမှာဖြစ်ပါတယ်နံပါတ်2တဦးတယောက်တည်းနေရတဲ့အချိန်တွေကစိတ်တက်ကြံ့ခိုင်အောင် လေးခြင်းကိုအကောင်းဆုံးပါတယောက်တည်းရှိစဉ်သတိလေးကပ်ပြီးတော့ဝင်သက်ထွက်သက်ကိုသိပြီးတော့နေကြည့်ပါကိုယ်အတွေးတန်စဉ်ကိုဗတ်မလိုက်ပဲနားထောင်ကြည့်ပါကိုယ့်ရဲ့အနာဂတ်ကိုဘလို့ဖြစ်ရှင်တယ်လဲဆိုတာစိတ်ကူးကြည့်ပါကိုယ်ဘေးရတွေကိုဘလို့ဖြစ်ရှင်စလဲဆိုတာကိုလည်းစိတ်ကူးကြည့်ပါကိုယ်ဘေးရတွေကိုဝါသနာပါလဲဆိုတာလုပ်ပါ အချိန်မဆိုင်ပဲစပြီးလှုပ်ပါကိုပြောနေတဲ့အရာတွေလှုပ်နေရင်မိမိကိုယ်ကိုမိမိယုံကြည်မှုရှိလာမှဖြစ်ပြီးတော့စိတ်ကျန်းမာရေးပါတိုးတက်လာမှဖြစ်ပါလေနံပါတ်၃လောကမှာပြီးပြည့်စုံတဲ့သူဆိုတာမရှိပါဘူးလူရဲ့လူဖြစ်လာဖို့ကလေးကတင်ငန်းစာတွေယူဖို့ရောက်လာတာပါဘသူမှပြီးပြည့်စုံမနေပါဘူးကိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံပြီးတိုးတက်အောင်လုပ်ပါကိုယ့်ရဲ့အားစာချက်တွေကိုလည်းပိုကောင်းအောင်ဆက်ပြီးတော့ကြိုးစားပါ နပတ်လေးကနဦးပိုင်းမှာဖြစ်လာတဲ့အစင်မပြေမှုတွေကြောင့်အိမ်မက်တွေကိုလက်မလွတ်လိုက်ပါနဲ့။ဘဝဟာခရီးရှည်ပါ။ကိုဖြစ်ရှင်တဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ရမှာအစာဝိုင်းကာလတွေမှာပေါ့ဗျာ။အစင်မပြေလို့လက်မလျှော့လိုက်ပါနဲ့။ဘယ်အလုပ်ပဲဖြစ်ဖြစ်ကျွမ်းကျင်တဲ့အစင်တခုမရောက်သေးသမျှတော့အခက်အခဲတွေကျင်းတယ်တော့ကြုံရအောင်ပါပဲ။အဲ့ဒါလိုကြုံလာရမယ့်အခက်အခဲတွေကိုသင်ခန်းစာယူပြီးဆက်ပြီးကြိုးစားကြပါ။လူအများစုကအစာပိုင်းကာလတွေမှာအစင်မပြေလို့လက်လျှော့လိုက်ပါနဲ့။ ။ဘာဖြစ်လို့လဲဆိုရင်ဘယ်အလုပ်ပဲဖြစ်ဖြစ်ကျွမ်းကျင်တဲ့အဆင့်တစ်ခုမရောက်သေးသမျှတော့အခက်အခဲတွေကျင်းတည်ပေါ့ကြုံရအောင်ပါပဲ။အဲ့ဒါလို့ကြုံလာရမယ့်အခက်အခဲတွေကိုတင်ကတင်ကန်းလာယူပြီးစက်ကြိုးစားဖို့ပဲလိုပါလေ။လူများစုကအစာပိုင်းကာလတွေမှာအဆင်မပြေဖြစ်ပြီးတော့ရကြမ်းရေကျူဘဝနဲ့သာတသက်လုံးနေထိုင်သွားကြတာနှမျိုးစရာပါ။ရဲအဲ့ဒီထင်မှာတော့တင်မပါစီနဲ့ပေါ့ဗျာ။နံပါတ်5နာမည်ကြီးကိုအာရုံမစိုက်ပါနဲ့။ သင်ဟာကြော်ကြားမှုကိုတတ်မှတ်သူဆိုရင်တခြားလူတွေရဲ့ဝေဖန်မှုတွေကြောင့်စိတ်မှာပူလောင်ရပါလိမ့်မယ်။နာမည်ကြီးမှုနဲ့အတူတာဝန်ယူမှုမလိုက်လာရင်ကြာရှုံးမှာပါ။သင်အမှန်တကယ်လုပ်ဖို့လိုအပ်တာတွေကိုသာအာရုံစိုက်ပါ။ခံဆောင်မှုမှာပါပဲရိုးသားစွာပြုမှုပါ။သင်ဘဝတွေကိုမိတ်ဆွေကောင်းတွေစစ်မှန်တဲ့သူတွေရောက်လာပါလိမ့်မယ်။တင့်ကိုယုံကြည်တဲ့သူနဲ့တင့်လေးစားတဲ့သူတွေကို စိတ်ရောကိုယ်ပါကူညီပါတင့်လို့ရတဲ့အတိုင်းဟာတင့်အမှန်တကယ်ဖြစ်ရှင်တဲ့အိမ်မက်တွေကိုဥတီနေတဲ့ခြိလန်းတွေသား ဖြစ်ပါတယ်ဗျာနံပါတ်6တင်းရဲ့ပျော်ရွှင်မှုကိုတင်းရဲ့လက်ထဲမှာပဲထားပါအဲဟိုလူကဒီလူကအသေးမမပြူလို့ဆိုပြီးစိတ်ထဲမှာပျော်မနေဘူးဗျာပြီးဟိုလူဒီလူတွေရဲ့အငင်းမဲ့ခံလိုက်ရလို့အသက်မရှင်ရင်တော့ဘူးဆိုတာလဲတရားခံနေကြောက်ပါမိမိကိုယ်ကိုအရှိတမ်းအမြင်လက်ခံထားလိုက်ပြီးတော့ပျော်ရွှင်မှုကိုသာရေးချယ်သွားမယ်ဆိုရင်တော့တင်ဟာစိတ်တဲ့ကြံ့ခိုင်သူတယောက်ဖြစ်ဖို့ဖြစ်လာမှာပါအကောင်းဆုံးကတော့တင်းရဲ့ပျော်ရွှင်မှုဒီတင်းရဲ့လက်ထဲမှာရှိနေတဲ့မှာလေ နံပါတ်9တခြားလူတွေရဲ့တင့်ပေါ်ထားကြီးတဲ့ဘောဓာတွေနဲ့တင့်ပေါ်ကိုပုံမပေါ်ပါနဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုလက်လွတ်စရဲကြိုးတက်ကြတာဟာလူတဘာဝပါမိမိကိုယ်ကိုပြေဝသူဖြစ်အောင်ကြိုးစားနေသူတွေမှာတခြားလူကိုဝေမျှနေကြရင်လို့ကိုအချိန်မလောက်ကြပါဘူးတခြားလူရဲ့တင့်ပေါ်ထားကြီးတဲ့ခံယူချက်တွေဟာတင့်ရဲ့အမှန်ရကိုပူစားမပြုနိုင်ပါဘူးအထင်ကြီးရင်အထင်ကြီးရင်ဆိုတာကလည်းလူတွေရဲ့ခေါင်းထဲမှာခဏတာဖြတ်စည်းသွားတဲ့အတွင်းနာတာဖြစ်ပါတယ် တဲ့ကိုဘယ်သူတွေကဘယ်လိုဝေးမ်းနေပါလဲတဲ့လမ်းပေါ်မှာဖြောင်းဖြောင်းတန်းဆက်ချောက်တဲ့လုံးရက်တွေကအမှန်ကန်နေရင်တဲ့ရတဲ့တွေလည်းကောင်းမလာမှာဖြစ်ပါလေတခြားလူတွေတဲ့အကြောင်းဘာတွေလဲပြောနေတယ်လဲဆိုတော့တဲ့အာရုံမထားပါဘူးတဲ့ကိုတဲ့ဘယ်လိုဆက်ဆံနေတယ်လဲဆိုတာကတဲ့အတွက်ပုံတို့အရေးကြီးပါလေဗျာနံပါတ်၈အစားအသောက်ကိုအထူးဂရုစိုက်ပါကျဲမှာကြမ်းခိုင်သူဖြစ်အောင်ဘေးကျင်ကလုပ်ပါ စာရေးတခုအမြဲတမ်းထည့်သွင်းပြောနေရှိတဲ့အရာတခုကအစားတောက်ပါဘယ်အစားတောက်ကကိုယ်စိတ်ခံစားချက်ကိုစိုးစားစေလဲရေးမှတ်ပြီးတော့အလွယ်တကူခြောက်ကြည့်ပါပူရင်းမှာမအီမသာဖြစ်နေတဲ့အစားစာတွေကိုမစားပါနဲ့တန်ရှင်းလက်ဆက်တဲ့အစားစာတွေကိုညှတ်တတ်သောအစားတောက်ပါညှတ်တတ်သောအစားတောက်တဲ့အလေးအကျင့်ကစိတ်တဲ့ကြံ့ခိုင်မှုကိုများစွာအထောက်အပံ့ပြုပါတယ် ်တန်ဆန်းကျမ်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူကမိမိကိုမိမိပူပြီးယုံကြည်မှုရှိစေတာကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုကိုများစွာအထောက်အပံ့ဖြစ်အောင်သာမကဘဲနဲ့အသက်ရှည်ခြင်းအနာမေခြင်းဆိုတဲ့အကျိုးကျေးဇူးကိုလည်းဖြစ်ထုံးစေမှာပါမှန်ကန်သောစားတောက်ရှင်းနဲ့နေ့စဉ်၄ချိန်ခန့်ကိုမလုံမနေရသဘောထားပြီးတဝင်တစ်ခုနဲ့လှုပ်လိုက်ပါဗျ။နံပါတ်၉အရရာတိုင်းဟာတိုးတက်ဖွံ့ဖြိုးဖို့ပဲလို့ခံယူပြီးတော့တုတ်ပြန်ပုံတွေကိုကြောင်းလဲလိုက်ပါ။အစင်မပြေမှုတစ်ခုခုဖြစ်တိုင်းငါခံနေရတယ်။ နားမှာမှဖြစ်ရလေရင်းဆိုတဲ့တရားခံအမျိုးတွေကိုဆုံးဖြတ်ပါစင်ကုန်မူတိုင်းဟာကိုယ့်အသက်ကိုနှုတ်ယူသွားတာမဟုတ်ဘူးဆိုခဲ့ရင်ပုံပုံချမ်းခံစေမှုဖြစ်တယ်ဆိုတာကိုတော့သဘောပေါက်ပါဖြစ်လာတဲ့လောကရန်ကိုစိုးရင်စိတ်တွေနဲ့တုတ်ပြန်မဲ့အစားတည်ငြိမ်စွာတုတ်ပြန်ပါတိုးတက်ခွင့်မျိုးအောင်တင်ငန်းစာတွေယူပါဒီအခက်အခဲတွေဆိုတာမရှိဘူးအခွင့်အလမ်းတွေပဲရှိတယ်ဆိုတာမသိစိတ်တဲ့ရောက်တည်တည်အချိန်ပေါင်းများစွာယူဆပါနံပါတ်30 အမှန်တကယ်ထိန်းချုပ်လို့မရတဲ့အရာတွေကြောင့်အချိန်ကိုမခံပါနဲ့ဘဝမှာဖြစ်လာတဲ့အရာတိုင်းဟာကိုယ်ထိန်းချုပ်မှုအောက်မှာဖြစ်နေတာမဟုတ်လို့စိတ်ပြတ်မသွားပါနဲ့အဖြစ်ပြက်ဆောင်တဲ့ကိုယ့်ရဲ့အတွေးကိုယ့်ရဲ့လုံဆောင်ချက်ခံယူချက်တွေကိုအပြုသဘောဆောင်တဲ့အတွေးဖြစ်အောင်ပြောင်းလဲရင်အစင်မပြေတဲ့အရာတွေစီကိုသူ့ဘာသူဥတည်သွားပါလိမ့်မယ်အခြားလူတွေကိုထိန်းချုပ်ကျင်နေတဲ့စိတ်ကိုလွှတ်ချလိုက်ပါအမှန်တကယ်ထိန်းချုပ်လို့မရတဲ့အရာတွေကိုထိန်းချုပ်လေးလေးစိတ်ဆန်းအားတွေစီးယူလေးလေးပဲအရေးမပါပဲထိန်းချုပ်စရာမလိုတာတွေကို မတွေးတော့ဘဲနဲ့လှုပ်ရှားလိုက်တာပေါ်ပါပြီးတော့နေပြောပါလိမ့်မယ်။နေပြောမှလည်းကျင်ကျင်နဲ့နဲ့ချိဆန်နိုင်မှာဖြစ်ပါလေ။ဒီဘက်ကအရာတွေနဲ့အတွင်းခံစားချက်တွေကိုပို့ပြီးတော့တည်ထားပါ။ကိုကိုအမှန်တကယ်အခက်တွေ့စီတာတွေကအပြင်ကအရာတွေမဟုတ်ပါဘူး။ခံစားချက်ဆိုးတွေမအီမပါမှုတွေကြောင့်ဖြစ်ပါလေ။နံပါတ်7အတိတ်ဆိုတာပြောင်းလဲလို့မရတော့ပါ။တင်ငန်းစာကယူလို့ရပါလေ။ပြောင်းလဲလို့မရတဲ့အတိတ်ကိုတစိမ့်စိမ့်တွေးပြီးတော့ကပွားနေမှအစား နောက်မဖြစ်အောင်ဘလို့သင်ကန်းစာတွေယူမလဲဆိုတာကိုပဲအာရုံစိုက်ပါကိုယ့်ရဲ့အလွဲတွေကိုတေချာစာရေးပေါ်မှာချရေးပါတခုချင်းစီကိုတေချာသုံးသပ်ပြီးတော့သင်ကန်းစာယူပါတင်းရဲ့အတိတ်ကိုသင်ကန်းစာယူဖို့တောင်းဝန်ယူစိတ်ထားပြီးတော့တုတ်ပြန်မယ်ဆိုရင်တော့သင်အနာဂတ်မှာချောမွေးလွယ်ကူလာပါလိမ့်မယ်ဗျာနံပါတ်7အောင်မြင်မှုကိုတိုင်းထွာတဲ့အခါအတိတ်ကကြာချုံးမှုတွေနဲ့မတန်းမပါနဲ့အစမပြေမှုတွေကနေကိုဟာဘလို့ကြီးကျယ်လာတယ်လဲပြောင်းလဲသွားတယ်လဲဆိုတာနဲ့ပဲတိုင်းထွာပါ ဖြစ်လာတဲ့အရာတွေရဲ့အစဉ်ပြေခြင်းအပြေခြင်းတဲ့ဘဝရဲ့စိန်ခေါ်မှုတွေကဘလို့ရင်းကျက်လာမလဲဘလို့ပြေဝလာမလဲဘလို့တိုးတဲ့တောင်းနေလာလဲဆိုတာဖြစ်လာအောင်မြင်မှုကိုတိုင်းသွားပါဒီ channel လေးကိုလည်းအဆုံးထိကြည့်ပြီးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ဗျာ